ယနေ့အလိုရှင်ညာနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေဖြင့်ဝိရတိ၃ပါးအကြောင်းတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်ဝိရတိဆိုတာချောင်ကျင်မှုသဘောတရားကိုဆိုလိုတယ်ဘာကိုချောင်ကျင်မှာလဲဆိုတော့ ကာယဒုစရိုက်ကိုချောင်းကျင်မှန်ဝစီဒုစရိုက်ကိုချောင်းကျင်မှန်မိစ္ဆာဇီဝအကုတုတွေလုတ်ပြီးတော့ဇီဝရှားမှုကိုချောင်းကျင်မယ်ချောင်းကျင်မှု၃မျိုးရှိတယ်ပေါ့ကာယဒုစရိုက်ကိုချောင်းကျင်တာပမ္မာကမ္မန္တဝိရတိလို့ခေါ်တယ် ဝစီဒုစရိုက်ကိုချောင်းကျင်တာပမ္မာဝါစာလို့ခေါ်တယ်မိစ္ဆာဇီဝမကောင်းသဖြင့်ဇီဝချာမှုကိုချောင်းကျင်တယ်ပမ္မာအာဇီဝလို့ခေါ်တယ်ဝိဒတိ၃ခုရှိတယ်ပေါ့ပမ္မာကမ္မန္တဆိုတာကောင်းတာတွေကိုလှုပ်တာ ူတပအသက်ကိုတက်ချင်းကချောင်းကျင်တယ်သူများဥစ္စာကိုခိုးယူခြင်းမှချောင်းကျင်တယ်သူများတမယားကို ပြင်းမဆော့ကားခြင်းမှချောင်းကျင်တယ်အဲ့ဒါတမကမ္မန္တာပဲတမကမ္မန္တာဝိရတိလို့ခေါ်တယ်ကာယဒုစရိုက်၃မျိုးမှချောင်းကျင်တာကိုတမကမ္မန္တာဝိရတိ နောက်ဝစီဒုစရိုက်၄မျိုးမှချောင်းကျင်တယ်လိန်ညာပြောဆိုခြင်းချောင်းကျင်တယ်ခုံတိုက်စကားပြောဆိုခြင်းမှချောင်းကျင်တယ်ရိုင်းရိုင်းဆိုင်ဆိုင်ဆဲဆိုပြောဆိုခြင်းမှချောင်းကျင်တယ်အကျိုးမရှိတဲ့ဇကားတွေကို ပြောဆိုခြင်းမှာချောင်းကျင်တယ်အဲ့ဒါတန်မာဝါစာလို့ခေါ်တယ် ပမဝါစာဝိရတိ။နောက်မိစ္ဆာဇီဝဆိုတာကာယဒုစရိုက်ဝစီဒုစရိုက်တွေလုတ်ပြီးတော့ဇီဝန်ရှာတာ။အဲ့ဒါမိစ္ဆာဇီဝ။ကာယဒုစရိုက်တွေမလုတ်ဘူး။ဝစီဒုစရိုက်တွေမလုတ်ဘဲနဲ့ဇီဝန်ရှာမယ်ဆိုရင်ပမအာဇီဝဝိရတိလို့ခေါ်တယ်။ တော့မကောင်းမှုကိုရှောင်ကျဉ်ပုံ၃မျိုးဖြစ်တယ်ပေါ့အဲ့ဒီတည်းမှာသူတို့ဘာအသက်ကိုတက်ချင်းမှရှောင်ကျဉ်တယ်ဆိုတဲ့နေရာမှာ၂မျိုးခွဲတချို့သူတို့ဘာအသက်ကိုတက်တယ်ဆိုတဲ့နေရာမှာပတ်စံရလို့တက်တာရှိတယ် ီလူကိုတက်လို့ရှိရင်သူကြံခဲ့တဲ့ပစ္စည်းတွေကိုငါရမယ်ကြံခဲ့တဲ့အမွေတွေကိုတယောက်တည်းလဝါးကြီးအုပ်ချင်လို့အဲ့ဒီပုဂ္ဂိုလ်ကိုတက်ပလိုက်မယ်အဲ့တော့ပိုင်ဆိုင်မှုတွေကိုရယူခြင်းလို့တက်ဖြတ်တာမျိုးအဲ့ဒါမိစ္ဆာအာဇီဝအဲ့လိုမျိုး ပစ္စည်းဥစ္စာကိုလိုချင်တဲ့အနေနဲ့သူတို့မှတက်ကိုတက်ချင်းမှချောင်းကျင်တယ်ဆိုရင်ဒါအတမွေးဝန်းကြောင့်နဲ့ဆိုင်သွားပြီ။ဘာစံမရချင်းနေဖြစ်စေသူတို့မှတက်တော့ငါမတက်ဘူးဆိုတာမျိုးအဲ့ဒါတမအာဇီဝဝိရတိပေါ့။တချို့ကြတော့အဲ့လိုမဟုတ်ဘူးအမြင်ကတ်လို့တက်တာကြည့်မရလို့တက်တာ ကျိုးကြိုးတွေတတ်တယ်ချင်းတွေတတ်တယ်ကြည့်မရလို့ကိုတတ်တာအဲ့လိုမျိုးကြတော့အပံမွေးဝမ်းကြောင်းနဲ့မတတ်ဆိုင်ဘူးအဲ့လိုအမြင်ကလို့တတ်ရှင်းမှချောင်းကျင်နေဆိုရင်တော့ပမာကမ္မန္တဝိတ္တိလို့ပြောရတယ်ပမာအာဇီဝဝိတ္တိမဟုတ်ဘူးပေါ့ ခိုးခြင်းမှချောင်းခြင်းနာမှာလည်းဒီတိုင်းပဲသူများပစ္စည်းကိုလိုချင်လို့ခိုးတယ်ပတ်စံရလို့ခိုးတယ်အတန်မွေးဝမ်းကြောင်းနဲ့တက်ဆိုင်တယ်မိစ္ဆာအာဇီဝအလုမမဟုတ်ပဲနဲ့သူများပစ္စည်းကိုဖျက်လို့ဖျက်စီးအတန်မွေးဝမ်းကြောင်းအတွက်မဟုတ်ပဲနဲ့ ူများပစ္စည်းကိုဖျက်ဆီးခြင်းလို့ဆုံးရှုံးစေခြင်းလို့ဖျက်ဆီးပလိုက်တယ်ပြုတ်ပြက်လိုက်တယ်ခိုးယူတယ်ဆိုရင်အဲ့ဒါကအတန်မိုးဝမ်းကြောင်းနဲ့မသက်ဆိုင်ရိုးရိုးဝစီဒုစရိုက်လို့ခေါ်တယ်အဲ့တော့အတန်ရိုးရိုးကာယဒုစရိုက်လို့ခေါ်တယ်ပေါ့အဲ့တော့အတန်မိုးဝမ်းကြောင်းနဲ့ဆိုင်တဲ့ကာယဒုစရိုက်မှရှောင်ကျင်တယ်ဆိုရင် တမ္မာအာဇီဝလို့ခေါ်မယ်အတ္တမူဝါကြောင့်နဲ့မဆိုင်တဲ့ကာယဒုစရိုက်ကချောင်းကျင်တယ်ဆိုရင်တမ္မာကမ္မန္တလို့ခေါ်တယ်တော့သူများတမ္မာကိုစောကားတဲ့နေရာမှာလည်းဒီတိုင်းပဲကမ္မကုံအာယုံကြောင့်စောကားတဲ့ကာယဒုစရိုက်ပဆန်ရလို့စောကားတယ်ဆိုရင်မိစ္ဆာအာဇီဝါ ရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့ဒူဇရိုက်ကိုခေါင်းစဉ်ခွဲလိုက်တာငွေကြီးကြီးနဲ့ပတ်သက်လာပြီဆိုရင်မိစ္ဆာအာဇီဝလို့ခေါ်မယ်ငွေကြီးကြီးနဲ့မသက်ဆိုင်ဘူးဆိုရင်တော့ယိုယိုဒူဇရိုက်လို့ခေါ်တယ်အဲ့တော့ယိုယိုဒူဇရိုက်ကရှောင်းကျင်ရင်တမကမန္တဝိရတိငွေကြီးနဲ့ပတ်သက်ပြီးရှောင်းကျင်နေဆိုရင်တမအာဇီဝဝိရတိနောက်ဝစီဒူဇရိုက်မှာလည်းဒီတိုင်းပဲလိန်နေ လိန်တဲ့နေရာမှာလဲစီးပွားရေးအရာလိန်တယ်ဆိုရင်မိစ္ဆာအာဇီဝသမင်တသက်လိန်တယ်ဆိုရင်တော့ဝစီဒုစရိုက်ပဲတော့ဝစီဒုစရိုက်မှချောင်းကျင်းတယ်ဆိုရင်ပမ္မာဝါစာဝိရတိစီးပွားရေးသဘောအရာလိန်ညာမှုမှချောင်းကျင်းတယ်ဆိုရင်ဓမ္မာအာဇီဝဝိရတိအဲ့လိုမျိုးနှမျိုးနှမျိုးခွဲတယ်ပေါ့ ီကောင်းပြီအဲ့ဒီတော့အဲ့ဒီလိုမကောင်းမှုဒုစရိုက်တွေကချောင်ကျင်တဲ့အခါမှာကာယဒုစရိုက်ကချောင်ကျင်ရင်သမာကမ္မန္တဝိရတိဝစီဒုစရိုက်မှချောင်ကျင်သမာဝါစာဝိရတိမကောင်းတဲ့အတန်မွေးဝမ်းကြောင်းမှချောင်ကျင်နေဆိုရင်သမာအာဇီဝဝိရတိလို့ဒီလိုအနည်းချုပ်မှတ်နိုင်တယ်အဲ့ဒီမှာဝိရတိ၃မျိုးထက်ခွဲတယ် မာဒါနဝိရတိတံပတ္တဝိရတိသမုတ်စေတဝိရတိဆိုပြီးတော့ဝိရတိ၃မျိုးခွဲတယ်ညမလိုမှတ်ချင်တယ်ဆိုရင်တော့တမာဒါနဝိရတိဆိုတာစောက်တည်ပြီးတော့ချောင်းကျင်တာသူတော်ဘာတကုတ်တက်ရှင်းမှချောင်းကျင်ပါ ਈ စောက်တည်လိုက်တယ်သူများဥစ္စာကိုခိုးယူခြင်းမှချောင်းကျင်ပါ ਈ စောက်တည်လိုက်တယ်သူများသားမယားကိုစော်ကားခြင်းမှချောင်းကျင်ပါ ਈ စောက်တည်တယ် အဲ့လိုစောက်တီကျင်သုံးပြီးတော့မကောင်းမှုကိုချောင်ကျင်တာသူများအသက်ကိုတတ်ဖို့ကြုံတယ်မတတ်ဘူးချောင်ကျင်တယ်သူများပစ္စည်းကိုခိုးဖို့ကြုံတယ်လွယ်လွယ်ကူကူခိုးလို့ရနေတယ်မခိုးဘဲနဲ့ချောင်ကျင်နိုင်တယ်သူများသားများကိုစော်ကားဖို့ကြုံတယ်မစော်ကားဘူးခုမှအခွင့်အရေးရတယ်စော်ကားဖို့အခွင့်အရေးရတယ်မစော်ကားဘူးချောင်ကျင်နိုင်တယ်အဲ့ဒါကိုပမာဒါနဝိရတိခေါ်တယ် စောက်တီထားပြီးတော့ခြောက်ကျင်တာတာတကလေးတစ်ခုနှစ်ခုပြောရရင်တခါတော့ကတခါကြီးတူဟာမနေ့စောစောစီစီဘုန်းတော်ကြီးထံမှာငါးပန်းတီလာခံယူစောက်တီပြီးတော့လဲတဲ့ဆင်းသွားတယ်လဲတဲ့ဆင်းသွားတော့လဲဒီပါလေးထုံး နားချိန်ရောက်တော့နွားတွေကိုတောထဲလွှတ်ထားလိုက်တယ်။ညနေဆောင်အိမ်ပြန်မယ်ဆိုတော့တောထဲကိုနွားလိုက်ချပေါ့။ဓမ္မတချောင်းကင်ပြီးတောထဲကိုဝင်သွား။နွားကိုလိုက်ချရင်လိုက်ချရင်နဲ့စပယ်ကြီးတကောင်နဲ့သွားတွေ့တယ်။စပယ်ကြီးမွေကအဲ့ဒီလူကြီးကိုပတ်ထားလက်ထဲမှာလည်းဓားကင်ထားတယ် ဒီမွေးကိုသူဓာတ်နဲ့ခုတ်မယ်ဆိုရင်ခုတ်လို့ရတယ်သူ့လက်ထဲမှာဓာတ်ရှိနေတယ်အသက်အန္တရာယ်နဲ့ကျုံးနေရပြီသူ့ကိုမွေးကြီးကပတ်ထားတယ်လက်ကလည်းဓာတ်နဲ့သူစဉ်းစားတာပေါ့နော်မနေ့ကဘုန်းကြီးစီကသူတို့မတ်တက်ကိုမတက်ပါဘူးလို့တီလာကိုခံယူစောက်တည်ခဲ့တယ်အခုဒီမွေးကြီးကို ဓာတ်နဲ့ခုတ်ပိုင်းလိုက်ရင်တော့ငါသီလပြတ်တော့မှာပဲမနေ့ကမှဘုန်းကြီးစီမှာ အာမဘန်ဒီခံပြီးစောက်တီလာတာကဲတည်ရင်လည်းတည်ပြီးစီတော့ငါသူတစ်ပါးအသက်ကိုတော့မတတ်ဘူးလို့ချောင်ကျင်လိုက်တယ်သူလက်ထက်ကဓာတ်ကိုလွှတ်ချလိုက်တယ်မတတ်တော့ဘူးတည်ရင်လည်းတည်ပြီးစီတော့ဧကံအလျော်စွာပဲအဲ့ဒီမွေကြီးလည်းပဲအဲ့ဒီလူကိုမမျိုးပဲနဲ့ပြန်ဖြီးပြီးတော့တောထဲဝင်သွားတယ် ဒီအဲ့ဒီမှာဆိုလို့ရှိရင်မနက်ကတီလာကိုစောက်တီခဲ့တဲ့အတွက်ကြောင့်သူတမန်သက်ကိုတရှင်မချောင်းကျင်တာအဲ့ဒါမျိုးကိုတမာဒါနာဝိရတိလို့ခေါ်တယ်တီလာကိုစောက်တီထားလို့ချောင်းကျင်တာယနေ့ခေတ်လည်းရှိတယ်လေတချို့မနက်၅ပါးတီလာစောက်တီညာပိုင်းမှာအပေါင်းအသင်းတွေနဲ့တွေ့တော့အပေါင်းအသင်းတွေကဘီယာကိုဆိုင်ခေါ်သွားကလက်ကိုခေါ်သွားတောက်ဖို့ တငယ်ချင်းတွေကတိုက်တွန်းကြတယ်။တောက်ရမလားမတောက်ရဘူးလားတွေ့ဝေးနေကြတယ်။အော်မနေ့ကကငါးပါးသီလယူထားတယ်။ဘုန်းကြီးစီမှာသီလခံယူထားတယ်။အာမဘန်နေခံထားတယ်မဖြစ်ဘူးငါချောင်ကျင်မှဖြစ်မယ်။ဆိုတော့အဲ့ဒီလိုမျိုးမိမိသီလကိုစောင့်တည်ထားတဲ့အတွက်ကြောင့်မတောက်ဘဲနဲ့ချောင်ကျင်လိုက်တယ်။တောက်ဖို့တော့ကြုံလာတယ်။မတောက်ဘဲနဲ့ချောင်ကျင်လိုက်တယ်။အဲ့ဒါမျိုးကိုတမာဒါနဝိရတိလို့ခေါ်တယ်။ တီလစောက်တီထားလို့ချောင်းကျင်တာနော်စောက်တီထားလို့ချောင်းကျင်တာမျိုးကိုတမာဒါနဝိရတိလို့ဒီလိုခေါ်ရတယ်ကောင်းပြီနောက်တစ်ခါတံပတ္တဝိရတိဆိုတာရှိတယ်တံပတ္တဝိရတိသူကမစောက်တီထားဘူး မစောင့်တည်ထားပဲနဲ့တီလကိုကြိုတင်စောင့်တည်ထားခြင်းမရှိပဲနဲ့လွန်ကျူးဖို့ကြုံလာတဲ့အခါမှာခြောင်ကျင်လိုက်တာမျိုးအဲ့လိုမျိုးကဘာသာကြားတွေမှာအဖြစ်များတာတွေ့တယ်တချို့ဗုဒ္ဓဘာသာမဟုတ်တော့ငါးပါးတီလကိုတမင်စောင့်တည်ထားတာမျိုးမရှိဘူးဒါပေမဲ့သူတို့တွေဟာမကောင်းမှုလုပ်ခွင့်ကြုံနိုင်ရင်လည်းမလုပ်ပဲနဲ့ခြောင်ကျင်တယ်အဲ့လိုမျိုးကိုတံပတ္တဝိရတိလို့ခေါ်တယ် တချို့အဲ့ဒါမေးတယ်တချို့လူငယ်လေးတွေရှင်မယားတပည့်တော်တို့ကငါးပါးသီလကိုတော့မဆောက်တည်ဘူးဒါပေမဲ့မကောင်းမှုတွေလုပ်ခွင့်ကြုံရင်လည်းဒီလိုမလုပ်ဘူးချောင်ကျင်လိုက်တယ်သူများအသက်ကိုတတ်ဖို့ကြုံနေမတတ်ဘူးချောင်ကျင်လိုက်တယ်ခိုးဖို့ကြုံနေမခိုးဘဲနဲ့ချောင်ကျင်လိုက်တယ်သူများသားများကိုစော်ကားဖို့ကြုံနေမစော်ကားဘဲချောင်ကျင်တယ်လိန်ညာပြောဆိုဖို့ကြုံလာတယ်မလိန်ဘဲနဲ့ချောင်ကျင်လိုက်တယ်တောက်စားဖို့ကြုံလာတယ်မတောက်စားဘဲနဲ့ချောင်ကျင်လိုက်တယ် တီလကိုကြိုတင်ဆောက်တည်ခြင်းမရှိဘဲနဲ့ကြုံလာတဲ့အခါမှာချောင်ကျင်လိုက်တာမျိုးကိုတော့ပံပတ်တာဝိရတိခေါ်တယ်ပေါ့ပန္တကတခုပြရရရင်တကားတူဟာသူ့အမေနေမကောင်းလို့ဓာတ်စာအနေနဲ့ယုံသားစားရမယ်ဈေးစရာကပြောတယ် ယုံသားလက်လက်ဆက်ဆက်စားရင်တော့မင်းအမေယောဂါကောင်းမယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီကောင်လေးကတော့တဲကိုသွားပြီးတော့ယုံသွားရှာတယ်အဲ့တော့မျက်နှာနှုတ်လေးတွေကိုစားတော့နေတဲ့ယုံကလေးကိုတွေ့တော့အတော်ပဲပေါ့နော်ငါအမေအတွေ့ဒက်စာရပြီဆိုပြီးတော့ယုံကိုလှန့်ဖန်းလိုက်တယ် ယုံကလေးကသူ့လက်ထဲကိုရောက်တော့ကြောက်ကြောက်လန့်လန့်နဲ့ယုံကလေးကတုံတုံငင်ငင်ဖြစ်နေတာယုံကလေးကိုကြည့်ပြီးတနာလာတယ်။ဟောငါအမေယောဂါကောင်းဖို့အတွက်သူတပတ်အသက်သေးပေးရမယ်ဆိုရင်ဒါမဖြစ်သင့်ဘူး။လူငယ်လေးကအဲ့ဒီယုံကလေးကိုတနာပြီးတော့ကဲငါမတတ်တော့ဘူး။သူကအသက်ကိုငါမတတ်တော့ဘူးဆိုပြီးအဲ့ဒီယုံကလေးကိုလှုပ်ပေးလိုက်တယ်။ ယုံကလေးကိုလွတ်ပေးလိုက်အဲ့နဲ့အိမ်ပြန်လာပြီးတော့သူ့မှာယုံမရလာခဲ့ဘူးမိတော့မိတယ်ဒါပေမဲ့မတန့်ရှင်လို့ပြန်လွတ်ပေးလိုက်တယ်အဲ့ဒါသစ္စာဆိုရဲပေါ့နော်သစ္စာသစ္စာဆိုလိုက်တဲ့အခါမှာသူ့အမေရဲ့ယောဂါကောင်းသွားတယ်။ပစ္စာရဲ့ဆွမ်းအားကြောင့် ဆိုတော့အဲ့ဒီဇလန်းမှာဆိုလို့ရှိရင်လည်းလူငယ်လေးကကြိုတင်ပြီးတော့တီလာကိုစောက်တည်ထားတာမျိုးမရှိဘူးမရှိလို့လက်သူတော်တဲ့ကိုတွားပြီးတော့ယုံဖမ်းမှုတွားတာပဲလေတကယ်တကယ်လက်ထဲမှာယုံလဲမိရော သူမသက်ရှင်တော့ဘူးချောင်ကျင်လိုက်တယ်အဲ့ဒါမျိုးကိုတန်ပတ္တဝိရတိလို့ခေါ်တယ်တကူးတကစောက်တည်ထားခြင်းမရှိပဲနဲ့ တတ်ဖို့ကြုံလာတယ်မတတ်ဘဲနဲ့ခြောင်လိုက်တယ်အဲ့ဒါကိုတန်ပတ္တဝိရတိအဲ့တော့၅ပါးသီလကိုစောင့်တည်ထားပြီးတော့ခြောင်ကျင်တာမျိုးဆိုရင်တော့တမာဒါနဝိရတိလို့ခေါ်တယ်စောင့်တည်လို့ခြောင်ကျင်တာမစောင့်တည်ဘဲနဲ့ကြုံကြိုက်လို့ခြောင်ကျင်တာမျိုးတော့တန်ပတ္တဝိရတိလို့ခေါ်တယ်နောက်တစ်မျိုးကကြတော့သမုတ်စေတဝိရတိအဲ့ဒါကမညံ ောဒါပဲသက္ကနာကံအနာကံယဟန္တာဖြစ်တဲ့အခါမျိုးတွေမှာမကောင်းမှုတွေကိုလုံးဝမလုပ်တော့ဘူးသောတာပန်ဖြစ်သွားရင်သူတို့မအသက်ကိုလုံးဝမသက်ဖြစ်တော့ဘူးကိုယ်သာအသေးခံသွားမယ်ကိုယ်သာအသေးခံသွားမယ်သူများကိုလုံးဝမသက်ဘူးအဲ့တော့မညံမှာပါတဲ့ဝိရတိကို သမုစေတဝိရတိလို့ခေါ်တယ်။အပိအသက်ချောင်ကျင်လိုက်တာ။ကိလေသာတွေကိုဖြတ်တောက်ပြီးတော့ချောင်ကျင်တာ။သမုစေတဝိရတိပုဒုဇဉ်တွေအကြတော့တက်ချင်ရင်သားနဲ့ခိုးချင်ရင်သားနဲ့အဲ့ဒီစိတ်ကိုချိုးနှင်ပြီးတော့ချောင်ကျင်ရတာ။သောတာပန်တို့ကြတော့ ်တက်ကျင်တဲ့စိတ်ကိုမဖြစ်တာခိုးကျင်တဲ့စိတ်ကိုမဖြစ်တာနော်တက်ကျင်ပါလျက်နဲ့ချောင်းရတာမျိုးမဟုတ်ဘူးခိုးကျင်ရင်သားနဲ့ချောင်းရတာမျိုးမဟုတ်ဘူးတက်ကျင်ခိုးကျင်တဲ့စိတ်ဖြစ်ကိုမဖြစ်တော့တာသူများသားမယားကိုစော်ကားကျင်တဲ့စိတ်ဖြစ်ကိုမဖြစ်တော့တာဟမ်ဒီနေ့ခင်မတချို့တရားရိပ်သားတွေကတောတာပံတဂရကံအနာကံယဟန္တာဆိုပြီးတော့အလွယ်တကူသတ်မှတ်ပေးကြတာရှိတယ် တချို့အဲ့ဒီလူတွေနဲ့ကြုံကြိုက်လို့စကားပြောကြည့်လိုက်ရင်သူတို့မှာကိလေသာတွေကမကုန်သေးဘူးခိုးခြင်းနဲ့စိတ်တက်ခြင်းနဲ့စိတ်ကလေးတွေရှိသေးတယ်လိန်ခြင်းနဲ့စိတ်ကလေးတွေရှိသေးတယ်ဒါပေမဲ့ဩငါတော့ဒါပဲဆိုပြီးတော့အောင်အီးပြီးတော့ထိနေရတဲ့သဘောတက်ခြင်းသားနဲ့ ောတပန်အစင်ကနေရှော့ကြသွားမှဆိုလို့မသက်အောင်ရှောင်ကျင်နေရတဲ့သဘောခိုးချင်ပါရဲ့သားနဲ့ဟောငါတော့တပန်လေးခိုးလို့မကောင်းပါဘူးဆိုပြီးတော့ရှောင်ကျင်နေရတဲ့သဘောကြီးဖြစ်နေတယ်တကယ်တော့တော့တပန်ဆိုတာကသက်ကျင်တဲ့စိတ်လည်းမပေါ်ဘူးခိုးကျင်တဲ့စိတ်လည်းမပေါ်ဘူးတမင်အောင်အီးပြီးတော့စောင့်နေရတာမျိုးမဟုတ်ဘူးပေါ့ဒါကြောင့်သမုတ်စေတဝိရတိဆိုတာအကျွေးမဲ့ဖြတ်လိုက်ပြီးတိဏ္ဍ ပြက်စီနိုင်တဲ့မကောင်းတဲ့သဘောတရားတွေဟာဘုရားဘယ်မှာမရှိဘူးလောဘတွေမကုံသေးပေမဲ့ဒေါသတွေမကုံသေးပေမဲ့တိလပြက်လောက်အောင်ထိလောဘမကြီးတော့ပါဘူးတိလပြက်လောက်အောင်ထိကိုဒေါသမကြီးတော့ဘူးပေါ့သောတာပန်မှာလောဘတွေရှိပါသေးတယ်ဒေါသတွေရှိပါသေးတယ်ဒါပေမဲ့သူတို့မအသက်ကိုတက်လောက်အောင်ထိကိုအာမကြီးဘူးသူများဥစ္စာကိုခိုးလောက်အောင်ထိအာမကြီးဘူး သူများသားမများကိုစော်ကားလောက်အောင်ထိကိုအာမကြည့်ဘူးအပင်ကြစေနိုင်လောက်တဲ့အဲ့ဒီမကောင်းတဲ့အာကုတ္တစေတနာတွေကိုအကျွေးမဲ့မက်စေတနာကပယ်တက်လိုက်ပြီးဖြစ်တယ်။ဒါကြောင့်အဲ့ဒီမညံနဲ့အာကုတ္တတွေကိုပယ်တက်ပြီးမို့လို့သမုတ်စေတဝိရတိကိလေသာတွေကိုအကျွေးမဲ့ဖျက်တောက်ပြီးတော့ခြောင်ကျင်တဲ့သဘောလို့ဒီလိုဆိုလိုတယ်။အဲ့တော့ခြောင်ကျင်မှုက၃မျိုးရှိတယ်ပေါ့နော်။ တီလာကိုစောက်တီးပြီးတော့ခြောင်ကျင်တာကတမျိုးတီလာကိုမစောက်တီးထားပေမဲ့လည်းခြောင်ကျင်တာကတမျိုးနောက်တရားတွေအထုံးပြီးလို့မညံရလာတဲ့အခါမှာအကျွေးမဲ့ပယ်တက်ပြီးကိရိတာတွေကိုဖယ်ရှားပြီးတော့ခြောင်ကျင်တာကတမျိုးဆိုပြီးတော့မကောင်းမှုတွေကိုခြောင်ကျင်တာသုံးမျိုးရှိတယ်ပေါ့ဒီအဲ့ဒီတော့မကောင်းမှုတွေကိုခြောင်ကျင်ခြင်းဟာ မိမိအတွက်ရောလောကကြီးအတွက်ရောအလွန်ကောင်းမွန်တဲ့အလုပ်တစ်ခုဖြစ်တယ်ပေါ့ဘုရားတို့ဂင်္ဂါဝါလူသဲဆုမကအပွင့်တော်မူခဲ့ကြတဲ့ဘုရားတိုင်းဘုရားတိုင်းလည်းပဲမကောင်းမှုတွေကိုရှောင်ကျင်ဖို့ပဲဟောတယ်။ကောင်းတာတွေကိုလုပ်ဖို့ပဲဟောတယ်။ဘုရားတိုင်းဘုရားတိုင်းရဲ့တရားတွေကိုကြည်လိုက်။မကောင်းမှုကိုလုပ်ဖို့တိုက်တွန်းတဲ့ဘုရားဘယ်ဘုရားမှမရှိဘူး။ မကောင်းမှုတွေကိုကိုယ်တိုင်လည်းမလုပ်ဘူးဘု து ကိုမှဘုရားကမလုပ်ခိုင်းဘူးကောင်းတာတွေဆိုရင်တော့တေးသေးကြီးကြီးအကုန်လုပ်ဖို့ဘုရားကတိုက်တွန်းတယ်ဘာဖြစ်လို့လဲမကောင်းမှုတွေကပူစင်းရဲခြင်းစိတ်စင်းရဲခြင်းတွေကို ဆောင်းလာနိုင်တယ်လေကောင်းမှုတွေရကြတော့ကိုချမ်းသာစိတ်ချမ်းသာမှုကိုဆောင်းလာနိုင်တယ်လေအဲ့တော့စင်းရဲကိုမလိုခြင်းဘူး ချမ်းသာကိုပဲလိုချင်ပါတယ်ဆိုရင်မကောင်းမှုတွေကိုခြောင်ကြဖို့နဲ့ကောင်းမှုတွေကိုပြုလုပ်ကြဖို့ပဲပေါ့။ဒါကြောင့်မြတ်စွာဘုရားကအဘိဓမ္မာထဲမှာမကောင်းမှုခြောင်ခြင်းပုံနဲ့ပတ်သက်ပြီးတော့ဝိရတိ၃မျိုးကိုဟောကြားတော်မူခဲ့ခြင်းဖြစ်တယ်ပေါ့။ကောင်းမှုဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမကောင်းမှုဒုစရိုက်တွေမှခြောင်ခြင်းတဲ့ဝိရတိတရားဒေသနာတော်ကို나ယူမသားကြပြီးတော့ ို့တလွေလည်းပဲဖရာရှင်ရဲ့သားတော်များပြီးပြီးသမီးတော်များပြီးပြီးမကောင်းမှုတွေကိုစူးစမ်းပြီးတော့ချောင်ချမယ်ကောင်းမှုတွေကိုစူးစမ်းပြုလုပ်ကြမယ်လို့ခံယူစောင့်တည်ထားပြီးတော့မြတ်စွာဘုရားအဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုပယ်ပို့နိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီစူးစမ်းအားထုတ်နိုင်ကြပါစေကုန်သတည်းအာမင်